တငယ်ကျွန်တော်အလုံးပဲမင်္ဂလာပါ Animus Anime ကနေပြည့်ကျူးလိုက်ပါရယ်ကျွန်နေ့နဲ့ဆက်ပေးမယ့် Anime က Law Mystery ရဲ့အပြည့်စုံဆက်ပန်းအထိပဲဖြစ်ပါရယ် Client မင်းသိချင်တာရှိရင်အခုမေးနော်ဒီနေ့ဖြစ်ပျခဲ့တာတွေကကျွန်တော်ကနေဘလို့ပတ်သက်နေတာလဲလွန်ခဲ့တဲ့လတွေကမင်းနိုင်ဆိုင်တာနေရှိခဲ့လားအဖြေကအဲ့မှာရှိနိုင်နေမင်းရှင်ကတော့ဖူးတဲ့နေရာနဲ့ဆက်ဆက်နေမှာပေါ့အဲ့ထက်ခဏစားအောင်လားနောက်နေ့ကျတော့ Brotheron ထဏာချုပ်မှာခံလေလဲမနေ့ကဆက်ဆက်ခဲ့လို့ရုံးမှာမုံနေကြွေပြီးအဲ့ခံနေတယ်ခုံယူပါရယ်ကွာ ောက်ဆုံးတော့တင်ကန်မျိုးကနိုင်ဟော့ရီရည်စမထားတော့ဘူးဆိုတဲ့ချိန်စာကပြေသွားပြီပေါ့စီကာကတော့အဲ့ဒီအကြောင်းကိုဝထုရေးဖို့ချမှတ်လိုက်ကနာမည်ကို1000တွချိန်စာလို့ပေးလိုက်တယ်အားလုံးလည်းချင်းနေကြကနက်စမစ်ရောက်လာပြီးအားလုံးကိုတော်ရမယ့်နေရာနဲ့လုံရမယ့်တာဝန်တွေကိုညွှန်ကြားလိုက်တယ်ကျွန်တော်ရောမပါဘူးလားနိုင်မဲတွေကအဲ့လိုပဲလေအိမ်မက်နဲ့လက်တွေအကြောင်းမတင်ရှိမှုကိုမေ့နေတတ်ကြတယ်တကယ်လို့သူကုံမမိသွားရင်တခုဖြစ်တော့မယ်ဆိုတာကုံသိကြတယ်မင်းက Chinese gate ကိုသွားလိုက်တခုရှိတာကဘာပဲကြကြ Chinese gate ကိုမဖွင့်လိုက်နဲ့ မင်းကနိုင်ခေါဖြစ်တာနှစ်လရှိတော့မယ်ဆိုတော့ဟိုလီကတီတဲကိုမင်းလုဆောင်မှုတွေကိုတင်လိုက်အောင်ကလိုင်းလည်းအစင်းကစားတင်မှုသူလုပ်ခဲ့တဲ့မရှင်တွေကိုပြန်ဖက်ဖို့လုပ်နေတော့ချာနက်စကိတ်ကိုကြီးလိုက်တော့တကားပွင့်လာလို့နားကိုသွားကြည့်တယ်။အဲ့မှာအရှုံးမကိုတွေးလို့ချိန်လိုက်ပြီးအရှိဝါခလုံးတန်ကိုကြားလို့မီရှဲလိုသွားကြည့်တာကလိန်းကသူ့ကိုအရှုံးမကစားပေးသွားတာလို့ပြောပြတော့နောက်ဆုတ်လိုက်ရင်ကန်ဆူးစီတဲ့အရှုပ်ပဲ ။စောင့်ကြည့်နေတဲ့သူရှိတဲ့အချိန်မှာတကားပွင့်လာရင်အဖွဲထဲကလူကမချခင်လေတော့တာပဲ။သူတို့ကတော်ယုံအပြင်ကိုထွက်မလာတတ်ဘူး။ငါတို့ကသူတို့ကိုဖမ်းထားတဲ့ဆိုတာထက်အချင်းနဲ့ထိန်းထားတာနေရောက်လာတော့သူ့ချောင်းကိုပြပြလိုက်ရင်ငါခုနကအစင်ရင်လုံနေတော့ပြဿနာတက်တယ်။ခုပိုင်ရန်အောက်နေပြီ။အစင်ပြေသွားမှာပါ။ငါတို့မင်းကိုယုံတယ်။မင်းပြောတဲ့အတိုင်းဆိုရင်ကန်စူးစီတဲ့အယုတ်ကတကားမှထွက်မပြဘူးဘူး။အခုလို့ထွက်လာရင်ဖြစ်နိုင်တာကအခုမှရောက်လာတဲ့ရှောင်းပစ္စည်းကြောင့်ဖြစ်နိုင်တယ်။မင်းပြောချင်တာကအထက်ခနဲ့စာအုပ်လား။ client နဲ့အိမ်ပြန်ရောက်တော့ Greyford ထဲကိုသွားရင်ရူဆဲရဲ့စာတွေကိုဖတ်နေပြီ။ဇူလိုင်၁၄ရက်နေ့က Zara 2နဲ့တွေ့တယ်။ Zara 2က secret order ကို ဥဆောင်နေပြီးသူရဲ့ sequence 9ကစီရတဲ့နိမ့်တဲ့ sequence တွေကချိန်ဖြတ်ဖို့ခက်လို့ attack နဲ့စာအုပ်လိုရှိအောင်မျက်စိတွေကိုခိုးဖို့မလွယ်ဘူးထပ်မေးတော့သူကပြောပြတယ်ငါလို့ sequence မြင်တဲ့ beyond တာကကျန်တဲ့စီရတွေကိုအေးစေးနိုင်တယ်ဟာဘီယင်ကြီးရေအေးစေးနိုင်อยู่ပါမဆုစုလာပေးလို့ကျေးဇူးပဲ အလုံးပြောလို့ရပြီသမီးရဲ့စိတ်ရည်ချဖြတ်တာကတိုးတက်နေပြီမဲ့ဘယ်အချိန်မှအပြီးချဖြတ်နိုင်မှာလဲတချို့က6လတချို့ကတော့3လပေါ့ကျေးဇူးပါမစ္စတာဖူကျွန်တော်ချမ်းတာက Aura Order က Sequence 8က Holy Resident က True Creator ကိုရှာနေတယ်တော်တော်များများက True Creator မသေးသေးဘူးလို့ယူဆနေကြတယ် Hammer Cat ဆိုရင် Rose က True Creator ကိုစံထားပြီးဖန်တီးခဲ့တာ Fallen Creator လားဟာမစ္စတာဖူကသိနေတာပဲကျေးဇူးပါ Beyond Darling ထဲမှာ Fallen Creator ကိုအများကြီးကိုကွယ်တဲ့သူတွေကသိမလို့တဲ့သူတွေထက်သိဖို့လွတ်ကြတယ်ဒါနဲ့ဘာလို့ချင်တာလဲမစ္စတာဖူ Attack နဲ့မိသားစုအကြောင်းကိုသိကျင်တယ်သူတို့အကြောင်းကိုသိမ သိပေမဲ့မကောင်းတဲ့ပတ်ဝေးကိုပိုင်ဆိုင်ထားတယ်လို့ကြားဘူးတယ်သူတို့ကခက်တက်ကလဆန်ခက်ခနဲကစပြီးပေါ်လာတာနဖျားရီရဲ့ခင်မ Attack Ness Amon နဲ့ Abraham မိသားစုတွေကသွေးပြင်းစည်းကိုထောက်ပံ့ပြီး Tutor Empire ကိုတောင်းခဲ့ကြတယ်ဒါပေမဲ့လည်းအဲ့ဒီခက်ကို Ever Knight နဖျားကချိန်မုန်းခဲ့တယ်ဒီနေ့တော့ဒီလောက်ပဲသူတို့ညောင်ပြန်ထွက်သွားတော့ Ever Knight နဖျားက Attack Ness မိသားစုကိုချိန်မုန်းလိုက်တာလားကြောက်စရာကြီး Secret Order ရဲ့ Secret 2ကဘီယန်ဂျီကိုဘာဖြစ်စီခိုးစေချင်နေတာလဲသိရတာ Secret Order က CRA ဖြစ်မယ်နောက်ထပ်လိုအပ်တဲ့စေရေးကိုသူတို့စီကယူလို့ရတာပဲငားရဲ့ပြဿနာတွေကိုတစ်ခုချင်းပြင်ရှင်းရမယ် အရင်ဆုံး Mr. Asif ပြောတဲ့တက်ဆိုင်မှုကိုအရင်ရှာရမယ်။ပြမီးဆွဲတဲ့ကိစ္စမှာအထက်ကနေဆောက်ကအခန်းထဲမှာရှိနေတာကိုဘီဘာကခိုပြီးတင်ကန်မျိုးကထွက်ပြေးတယ်။ပြီးတော့ Vincent ကမော်မန်ကနေငါ့ကိုတိုက်ခိုက်ခဲ့တယ်။ငါ့ကိုဘသူကနှောက်ယှက်နေတာလဲ။သူတို့ကဘာလို့ချင်နေတာလဲ။ Ilya ပြမီးဆွဲခံရတာကငါ့စီကိုဆောက်ပေးချင်လို့လုပ်ခဲ့တာလား။ငါအစွမ်းကအကုန်သိချမြင်နိုင်ဖို့မလုံလောက်သေးဘူးပဲ။ငါစေးရချက်တာကရှက်နေတယ်။လူရှင်တော်စေးကိုအုံပြုတ်လိုက်မယ်ကွာ။ဘီဘာရဲ့အုံနောက်လူရှင်တော်ရဲ့ရုပ်ကျွင်း ဒါဆိုရင်ငါကအထက်ခဏစာအုပ်နဲ့ secret order ကိုဖျားယောင်းပြီးလူရှင်တော်စီးကိုရိုက်တာလားဒါနဲ့ဒီလူကဘာတူလဲနောက်ရကျတော့ Taro Club ကိုကလိန်ရောက်လာတော့ Lenefest ရဲ့သတင်းကိုတွေးလိုက်ရတယ်အမားက Lenefest ရဲ့အကြောင်းကိုသိစင်လို့ရောက်နေတာမလားဟုတ်တယ်ဒါနဲ့သူ့ရဲ့ကလေးကအဆင်ပြေရဲ့လားသူကကျမတူမလေး Lenefest ကပတ်စံနေချူပြီးထားခဲ့တာပေါ့အခုအကျွေးရှင်နေကလာရှာနေကြပြီငါကကောင်မလေးကိုပလေးပြီးပတ်စံယူပြေးသွားတယ်ပေါ့လာပိုင်းလောက်စောင့်ကြည့်လိုက်ပါလားကလေးထွက်လာရင်တော့ကြည့်လို့ရပြီမလိုဘူးအနေဆုံးစိတ်ကန်းကပဲမှာလဲ သူကကလေးဖေမဟုတ်ဘူးကလေးကညာတိုင်းလေချုံလိုက်ညီလိုက်နဲ့တမိကို၆သိမ့်နေတာဟမ်လေတောင်ချုံနဲ့ဘာကြီးလဲဟာတူရီးတွေလည်းဆိုင်ထဲကထွက်သွားကြတယ်ကျွန်တော်မနေ့ကဗင်ဆန့်နဲ့ဒီလူကိုအိမ်မက်မက်လို့သူ့ကိုမြင်ဘူးတယ်ဗင်ဆန့်နဲ့လည်းအဆက်ဆံရှိတယ်စီရရဲ့အိမ်မက်ကနတ်ဖျားတွေနဲ့ဆက်ဆံရှိတယ်လို့ထင်လားဒါပေါ့ဖိုးဆက်ဝတ္ထုတွေထဲကလို့လေသူတို့ဘာတွေပြောခဲ့လဲမှတ်မိသေးလားပျက်စီးမဲ့အကြောင်းတော့ပြောသေးတယ်ထင်တယ်ဟိုနက်ရှက်စတောင်ကပျက်စီးတွေကြောင်းထင်တယ် ကလိုင်းလည်းစာကြည့်တိုက်ကိုသွားပြီး Honorius နဲ့ပတ်သက်တဲ့စောင်းငါးနဲ့လူစင်းကိုသွားစစ်ဆီးတာ Lefenness ကိုတွေ့လိုက်ရတယ်။ Honorius တောင်ကတက်ထူရိုင်နိုင်နိုင်မှုအကြောင်းလား။ May, July နဲ့15ရက်နေ့ July တို့က Vincent တွေရဲ့နေ့တွေပဲ။သူက Serious Arapis တဖက်မှာလည်းအဲ့လူကစာကြည့်တိုက်ကိုကြောက်လာပြီးစားကိုရှာနေတယ်။ကလိုင်းလည်းစားကိုရှာနေတော့ဘဲကြီးကိုသွားတွေ့တော့ငါသူ့ကိုပြန်လိုက်ရမလား။ဒါမှမဟုတ်ရင် Captain ကိုတင်းပို့လိုက်ရမလား။ဘဲကြီးလည်းပြေးလာဒဏ်ရာပါရသွားတယ်။ကလေးနဲ့သွေးနောက်ကိုလိုက်နေချင်းအဲ့ဒီဗဂျီလာတိုက်ခိုက်တာကိုစိတ်ရှော့လိုက်ရင်ပြစ်လိုက်တယ် ငါကန်ကောင်းလိုက်တာငါလိုစီရထက်တောင်အားနေတာပဲငါဒီအကြောင်းတွေကိုစောက်ထက်မှမှတ်ဖို့ချိန်ရပါမလားလူရှင်တော်စေးရီနဲ့ဒါကိုအရင်စစ်ကြည့်ရမယ်လူရှင်တော်စေးရီအညွန့်ကို serious ရင်းနေတာကိုတွေးလိုက်ရပြီ true creator စီကိုရောက်သွားလို့လမ်းနေတော့ကပတိန်ရောက်လာတယ်စိတ်ခနာကိုနဲ့ဆက်တွေ့တာကမကောင်းဘူးနော်မင်းကန်ကအမြင်မကယ်နိုင်ဘူးသိစမ်းမထားပါမယ်ဘီယူနာတွေကအဲ့လိုလုပ်ရင်ရှော့တာများတယ်လေပြီးရင်မင်းကကန်ကောင်းလုံးလို့ငေါတနေ့လုံးရှာတာမတွေ့တဲ့သူကိုတခါတည်းပြင်လိုက်ပြီးစာအိတ်ကိုတွေးလိုက်ရပြီး aura order ကသူ့ရဲ့ border စီကိုရေးထားတာပဲသူတို့အဖက်ကလူ22ယောက်လုံးကစာနဲ့ပဲဆက်သွယ်ရှိတာ michelle နဲ့ mr z ငါနဲ့ vincent က အထက်ခနဆောက်ထက်မှာဘာမှတန်ဖိုးရှိတာကိုမတွေ့ဘူး။စီယာရဲ့စေးရီအညွန့်ဖြစ်တဲ့တပဲနဲ့လူရှင်တော်စေးရီတွေကိုငါထောက်ပံ့ပေးပြီးနောက်ဆုံးအနေနဲ့ကျွန်တော်ကဘာပြတ်မဲ့နေအတွက်ပြင်ဆင်ပေးပြီးကျွန်တော်ကိုကူညီမယ်လို့မျှော်လင့်ပါရယ်။အဲ့ဒီကြောင့်တင်ကန်တမျိုးလုံးကိုအရှင်သခင်အတွက်ရစ်ပူဆော်ပါမယ်။ကျွန်တော်လူရှင်တော်စေးရီအညွန့်ရခံနီးမှာဝန်နောက်ရှာတာခံလိုက်ရသေးတယ်။ ဟိုလီကတီရဲကလည်းအဲ့ဒါကိုလိုနေတာအထက်ကနေမိသားစုကပြန်ရှင်းတန်းနိုင်တဲ့လှုပ်ဝက်ချက်တွေကိုထားခဲ့တဲ့ပုံပဲသူတို့က CR ဆိုတော့အပြင်ခံရမှာကိုကြိုတိနေလို့ပြင်ဆင်ခဲ့တဲ့ပုံပဲဟိုနက်ရှက်ဆောင်မှာရှိတဲ့ရတနာတွေက F9 နိုင်ငံပြတ်သုံးတာနဲ့တက်ဆိုင်မဲ့ထင်းနေတောင်းရုံချင်းဆိုတဲ့ CR ပတ်ဝေးကအထက်ကနေမိသားစုရဲ့အစွမ်းပေါ့အဲ့ဒါကြောင့် CE တောက်ခနဲ့ကဟိုနက်ရှက်ကိုကြားနေရတာဖလီဂရေးကဘာတူလဲတော်ပြီကွာငါကလင်းကိုယ်ရဲ့ရောက်လာတာကရူဆဲရဲ့လွမ်းမိုးမှုကြောင့်ပဲ ဇရက်2က secret order ရဲ့ခေါင်းဆောင်မလို့စီယာကိုရွှေ့ခိုင်းခဲ့တာဘလို့ဆက်နွယ်မှုကြီးလဲဟာဒီတိုက်ဆိုင်မှုတွေမှာဘာလို့ဝက်ချက်တွေရှိနေမလဲတကယ်လို့ငါဖျက်ပြတ်သမျှကသူများပလင်းနေတာဆိုရင်ရောပထမဆုံးနဲ့အကြီးမားဆုံးတိုက်ဆိုင်မှုကကလိန်သူပါတာအဆုံးစီရင်တဲ့နေပဲကလိန်ဖော်လို့တက်တယ်လဲဆိုတာကိုကြည့်မလို့လုံနေတော့စေးရေးချေဖြတ်ပြီးသွားလို့အတိတ်ကနေရာတိုင်းကိုသွားလို့ရသွားတယ်ကလေးလက်လျှောက်သွားနေရင်ထူးဆန်းတဲ့အဆောက်အထည်ကိုဝင်ဖို့လုပ်နေတော့ Grey Frog ကိုပြန်ရောက်သွားတယ် အမငါ့ကိုပလေးတဲ့လူကရှိနေတာလားညာရောက်လို့အိတ်နေတော့ကလိန်လည်းအိမ်မက်ဆိုးမက်လို့နိုးလာပြန်တယ်အိမ်မက်ကိုမေးသွားပြီးစောက်ကတခြားလူတွေကိုမသိစေချင်တာရှိလို့အဲ့ဒီအမှတ်တစိတ်ကိုအယုံနဲ့ပေးခိုင်းလိုက်တာပဲအဆုံးထိရှိပေးခဲ့ကြတော့တငယ်ချင်းတို့အားလုံးကိုထူးပကြုတ်တင်ရှိပါတယ်